ကျွန်တော်ထင်တာတော့အမျိုးသားရေးဝါဒကို promote လုပ်တဲ့ဝါဒကိုသုံးတဲ့ movie government ကတော့မဲရဖို့ပဲလုပ်တာဆရာကျွန်တော်နိုင်ငံရေးသမားစကားတစ်ခုပဲထင်တယ်တကယ်တကယ်စိတ်ထဲမှာတကယ်အမျိုးသားရေးကိုတကယ်တန်မိုးထားတဲ့လူဆိုရင်တော့ Bangladesh မှာဖြစ်နေမှာမဟုတ်ဘူးအိမ်ဗမာပြည်မှာဖြစ်နေမှာမဟုတ်ဘူးတရုတ်ပြည်မှာ Hindu တွေဘာသာဝင်တွေလူနည်းစုတွေရှိလို့သူအတိုင်းတာလူနည်းစုတွေရှိလို့ တခုခုအတန်ထွက်ရမယ်ဆိုရင်လည်းသူထွက်ပြေးရမယ်အလေထားသူတာဝန်ရှိတယ်ကျွန်တော်ထင်တာတော့ဒါနိုင်ငံရေးဟို slogan ပေါ်ဖြစ်မယ်နဲ့တူတယ်အမျိုးသားရေးဆိုတာသူပါတီနိုင်ရရှိရေးအတွက်ပဲဘာလဲနောက်တစ်ခုကကြည့်မယ်ဆိုလဲဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘင်္ဂါလီလူမျိုးပေါ့နော် politician တွေကအိန္ဒိယရဲ့ parliament ထဲမှာဘင်္ဂါလီလူမျိုးတွေရှိတယ် politician တွေရှိတယ်ကျွန်တော်တို့ဗမာပြည်မှာရှိတဲ့ဟိန္ဒူဘာသာဝင်လူတွေကအိန္ဒိယရဲ့ parliament ထဲမှာမရှိဘူးအဲ့တခုလဲကွာခြားတာလဲဖြစ်နိုင်မယ်ဘာကြောင့်လဲဆိုတော့သူတို့ဘက်ကအတန်ပူထွက်နိုင်တယ်ဘင်္ဂလားဒေ့ရှ်မှာလူနည်းစုဟိ င်းဒီဘာသာလူနည်းစုတွေက အနှိမ့်ဆက်ခံရတဲ့အချိန်အပြိနှိမ့်ခံရတဲ့အချိန်မှာဆိုရင်တို့ပါလီမန်ထဲမှာအတန်ထွက်လာပြီဆိုသူတရားရုံးကအတန်ထွက်ပြီးလို့ရတယ်ဆရာတေးလားကျွန်တော်တို့ဗမာပြည်မှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေအနေနဲ့ကကြတော့အဲ့ဒီ level အထိမှပေါက်ပေါက်ရောက်ရှိနေတာမတွေ့ရဘူးအဲ့တော့အဲ့လိုကာချမှုပုံမှာလည်းရှိတယ်လို့ကျွန်တော်ထင်တယ်အခုက slogan တစ်ခုအနေနဲ့ပဲသူလုံနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်တော့သူသူပြည်တွင်းကြီးမှာသူအာဏာရရှိဖို့ရည်ပဲထင်တယ်ဆရာကော့အနေနဲ့ကတော့အခုကျွန်တော်တို့စီမှာဖျားချောင်းကိစ္စဘုံကျခံရတဲ့ကိစ္စမျိုးတွေဖြစ်စီခံရတဲ့ကိစ္စမျိုးတွေရွာကိုဘုံကျပြီးတော့ ပြည်ပြည်သူတွေထွက်ပြေးသွားတာတွေလူ15ရောက်တခါတည်းဆုံးသွားတာတွေအဲ့ record တွေကိုကျွန်တော်တို့ record တော့လုပ်ထားတယ်တို့တော်လိုင်းကာလမှာ site ကနှစ်ဖက်လုံးမှာကျွန်တော်တို့တွေအားသာချက်အားနှချက်ဒီပြည်သူတွေခံရတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေအကုန်လုံးကတော့ကျွန်တော်တို့ record လုပ်ထားတယ်အခုနောက်လိုမျိုးဟိန္ဒူဘာသာဝင်နိုင်ငံတွေကိုဘယ်လိုပုံစံမျိုးနဲ့ထိတွေ့မလဲကျွန်တော်တို့တွေဘယ်လိုအတန်ပြုတ်ပေးမလဲဆိုတော့ကျွန်တော်တို့အခုတမန်နာရုပြည်နယ်ပါတီကိုတော့ကျွန်တော်တို့ထိထိတွေ့နေတယ်နောက်တီးလင်ကတမန်နဲ့ တ်သက်ပြီးတော့လည်းကျွန်တော်တို့ထိတွေ့မှုရှိတယ်။အဲအဲ့ဒါမျိုးတွေတော့နည်းနည်းချိတ်ဆက်နေတာတွေတော့ရှိပါတယ်။တခါလေကြာရင်ဒီဟိန္ဒူဘာသာဝင်မဲ့ဒါမှမဟုတ်မြန်မာနေတဲ့လူတွေကကျွန်တော်တို့ personally လည်းပူညီတောင်းတဲ့ပုံစံမျိုးတွေကတိတ်မတွေ့ရဘူး။ဟို တကယ်တော့အဲ့ဒါတွေကတကယ်လူတယ်ဒါတွေကကျွန်တော်တို့ရဲ့ခြိလန်းသစ်တွေပေါ့နော်ဒီခြိလန်းသစ်တွေဒီလိုမျိုးတခြားဟိုနိုင်ငံမှာရှိတယ်ဘာသာတူနိုင်ငံတွေကိုသွားပြီးတော့ lobby လုပ်အခွင့်အရေးတင်ပြတောင်းဆိုပြီးတော့ကျွန်တော်တို့ဒီတန်ထုတ်ပေးဖို့ဆိုတာကျွန်တော်တို့ဒါလန်းလန်းသစ်တစ်ခုကိုဖောက်ရမှာဆိုတော့ကျွန်တော်အဲ့ဒါတွေလုပ်ဖို့တော့အခန်းကဏ္ဍတွေတော့စဉ်းစားနေပါတယ်အခုပထမဆုံးအနေနဲ့ကတော့အဲ့အိန္ဒိယ political group တွေနဲ့ပေါ့ဆက်ပြီးတော့ချိတ်ဆက်ထားတာတွေတော့ရှိပါတယ်ဆရာ UN နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တို့ထိဖို့လိုပါတယ်အဓိကကတော့အခုနောက်ပြောသလိုမျိုးပေါ့နော်အခုနောက် documentation နဲ့ systematic သွားဖို့ဥစားလက်တွေအများကြီးလိုတယ် င်တို့မှာအခုဆိုရန်မူငွေပွဲအတွက်တွေလုတ်ပြီးတော့ဒေါ်လာယွန်ကူညီတာတွေရှိတယ်အခုနောက်မျိုးနိုင်တဲ့ကိစ္စတွေကိုမြေပြင်မှာရှိနေအခက်အခဲရှိတဲ့ကိုဟိန်ဒူဘာသာဝင်တွေအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်တို့တတ်နိုင်သလောက်ကျွန်တော်တို့ကူညီပေးတာတွေရှိတယ် plus ဟိုဟို financially တောင်မဟုတ်ဘူးတဲ့သူတို့ဘက်ကနေပြီးတော့လူခွေနဲ့ပတ်သက်တဲ့ဥစ္စာဆိုရင်ဥမာ UN ကလူခွေအဖွဲ့အစည်းတွေဘာကောင်မှထိုင်နေဆိုရင်သူတို့တွေနဲ့ချိတ်ဆက်ပြီးစကားပြောတာတွေရှိတယ်ခုနလိုမျိုးကြယ်ပြန့်တဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့ဥမာ UN တို့ဘာလို့ဆက်ပြီးတော့ထိုးဖောက်ဖို့ဆက်လုပ်ရမှာပေါ့